ားလုံးမင်္ဂလာပါဓမ္မကုတုချန်နယ်မှကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာတော့စာရေးဆရာမနာပတာဤအရှင်ဝိစိတ်တအေးတန်ထားတဲ့ကိုကိုကိုဆုံးမခြင်းဆိုတဲ့အစာအုပ်ပဲဖြစ်ပါတယ်အပိုင်းလေးအတိတ်မှာဘာဖြစ်ခဲ့ဖြစ်ခဲ့ကျန်ခဲ့တာကတော့ကျန်ခဲ့ပြီပေါ့ပြီးခဲ့တာတွေနဲ့ပတ်သက်လို့အမှန်တရားကို မှန်ထားပြီးနှလုံးသားမှာ အမောင်းပွားရင်အရှုံးများတာကလည်းကိုယ်ပဲဖြစ်မှာပေါ့ခင်စားနေရလဲရှင်များတာပဲလေတရားရကို မုံလိုက်လို့ကိုယ်လည်းအကျိုးရှိ သူလည်းအကျိုးရှိသွားမယ်ဆိုရင်တော့မုံသိရင်မုံရမှာပေါ့အမောင်းဆိုတာအကျိုးရှိဖို့တည်းအရှုံးကိုပဲဖြစ်စေတာမဟုတ်လားတရားရောက်နေပတ်သက်ပြီးဖြစ်ဖြစ်တခုခုနဲ့ပတ်သက်ပြီးဖြစ်ဖြစ်သိပြီးခံစားနေရတယ်ဘလို့မှကိုဖြည့်ဖြောက်လို့မရအောင် မချေနှက်ချက်တွေများနေတယ်ဆိုရင်တော့ကိုယ့်ဘက်ကပဲအပြီးဖြစ်လိုက်ပေါ့တန်တရာအဆက်ဆိုတာကိုယ့်ဖြစ်မှာပဲပြတ်မှာလीဘသူကြောင့်ပဲဖြစ်ဖြစ်ကိုမချေနှက်လို့ကိုယ့်ဘက်ကတုံ့ပြန်ပြန်ရင်လည်းတန်တရာကရှိနေကြအောင်မှာဆိုတော့များများမချေနှက်လीမြင်မြင်ဖြစ်နိုင်အောင်ကြိုးစားလေဆိုရင်အဆုံးသက်လည်းမြင်မှာပဲပေါ့ဒါကြောင့်ဖြစ်ခဲ့ပြီးတဲ့ကိစ္စတွေမှာဘသူကြောင့်ဘာကြောင့်ဆိုရဲလက်ညှိုးတွေကိုပြေးဖဲ့ ဘဝတန်တရားခရင်မှာအကျွေးတွေမတည်ခြင်းတော့ဘူးဆိုရင်တော့ကိုကစပြီးဖြတ်လိုက်ပါအပြစ်တွေလည်းမတည်အချစ်တွေလည်းမလွယ်တော့ပဲတန်တရားခရင်ဒီဘဝမှာပင်အပီးချလို့အဆက်မတမျှဖြတ်လိုက်ကြဖို့ပဲပေါ့ခင်စားလွယ်တဲ့သူဟာဆုံးရှုံးဖို့လည်းလွယ်ချက်တယ်ပင်ပန်းမှုလည်းများတတ်တယ်ခင်စားမှုနောက်ကိုလိုက်ရင်အလိုမချမ်းမှုနဲ့မကျေနပ်မှုကိုတိုးဝစေတတ်တယ် ခံစားမှုကြီးလေဝေဒနာကြီးလေဖြစ်တတ်တယ်။ပုထုရှင်ဘဝအလွယ်တကူခံစားမှုတွေဖြစ်တတ်ပေမယ့်ခံစားမှုရဲ့နောက်ွယ်မှာဒုက္ခတရားကကပ်ပါလာတတ်တာကိုတော့တတိပြုဖို့လိုတယ်။အိုင်ဂျူလို့ခေါ်တဲ့မှဉဏ်ဆွမ်းအားဘလောက်ပဲမြင့်မြင့်အီဂျူလို့ခေါ်တဲ့ခံစားမှုကို ထိန်းပေးနိုင်တဲ့ဆွမ်းရည်မရှိရင်ပညာတော်တဲ့သူတွေလည်းကြာရှုံးမှုတွေကြုံရတတ်တယ်။ ဘဝမှာအောင်မြင်နေတဲ့သူ အတော်များများဟာခံစားချက်ကိုထိန်းချုပ်နိုင်တဲ့သူတွေပဲများတာကိုတွေ့ရလိမ့်မယ်။ညင်ဗုဒ္ဓကအကောင့်အဆိုးခံစားမှုမှာမတုံမလှုပ်ရင်ဆိုင်နိုင်တဲ့သူဟာစိုးရိမ်မှုကင်းပြီးအပြစ်ကင်းကြောင်းလဲညှို့ဟောတော်မူတယ်။အကောင့်ခံစားရလို့လေအပြော့မလုံဖို့အဆိုးခံစားရဖို့လေမတုံလှုပ်ဖို့အရေးကြီးတယ်။ခံစားချက်ဆိုတာခံစားဖို့မဟုတ်ဘူး။ခံစားချက်ကိုတိမှတ်ဖို့ပဲ။ သိရင်အလွယ်မခံစားတော့ဘူးမခံစားရင်ဒုက္ခနေမယ်ဒါကြောင့်ဘလို့ခံစားမှုပဲကြုံကြုံအလွယ်တကူမခံစားမိပါစေနဲ့ကောင်းလို့လည်းမပြောနဲ့ဆိုးလို့လည်းမချော်နဲ့အကောင်အဆိုးခံစားချက်ကိုအကြောင်းအကျိုးတရားမှုအဖြစ်ရင်ဆိုင်နိုင်ရင်ဘဝခံစားမှုဆိုတာတကျင်ကပါပဲပြေတနာလားရှိရပေါ့အလုံးလုံးနေသူမှာပို့ရှိရင်အလုံးများလေပြေတနာများလေပဲ တကယ်တော့လူတိုင်းအတွက် ပြဿနာဆိုတာအနည်းအများရှိနေကြမှာပဲတယောက်တည်းတော့ကိုယ့်ဘာသာကိုပြဿနာဖြစ်နေတဲ့သူတွေလည်းရှိနေကြတာမဟုတ်လားပြဿနာရှိတာပြဿနာမဟုတ်ဘူးပြဿနာကိုရင်ဆိုင်ဖြေရှင်းတတ်ဖို့ပဲလိုတယ်ပြဿနာဆိုတာခံစားနေဖို့စိုးရိမ်နေဖို့မဟုတ်ဘူးပြဿနာဆိုတဲ့စကားလုံးကိုမြန်မာအပိတံမှာကိုကဖြေရှင်းရင်အမှုကိစ္စလို့ဖွင့်ပြထားတယ်ခံစားရမယ့်အမှုကိစ္စလို့မဖွင့်ဘူး ယတနာဆိုတာဖြည့်ရှင်းရမှာလေဖြည့်ရှင်းရမှာကိုမဖြည့်ရှင်းပဲခံစားနေကြလို့ပြတနာကပိုကြီးသွားကြတာနေမှာဆိုတော့ကအလုံးလုံးနေတဲ့သူတွေအတွက်ပြတနာရှိနေတာမဆန်းဘူးပြတနာရှိလာတဲ့အခါခံစားမှုများမရှင်းပဲညံနဲ့ဖြည့်ရှင်းတတ်ဖို့ပဲအရေးကြီးတယ်ခံစားချက်ကို ရှည်ရင်တင်ပြတနာကမပြေလည်ပဲအမှားတွေကိုပိုဖြစ်စေတတ်တယ် ခံစားချက်က အမှန်တရားကိုမျက်ွယ်ပြုတတ်တယ်။ခေါင်းအီထအတိညာဏ်အားနဲ့ပဲဖြေရှင်းဖို့ပဲလေ။ဒါကြောင့်ပြဿနာဆိုတာကိုယ့်ရဲ့အရေးချင်းကိုမှကြောက်တင်ပြီးတဲ့စံတတ်မှုပဲဖြစ်တဲ့အတွက်ပြဿနာကို မကြောက်ပါနဲ့။ပြဿနာကိုရင်ဆိုင်ပြီးခံစားချက်ကိုပေးဖယ်။အတိညာဏ်နဲ့ဖြေရှင်းနိုင်အောင်ကြိုးစားဖို့ပဲပေါ့။သူများရဲ့အမားကို ရှာလွယ်ကို့အမားကိုလက်ခံဖို့ကြတော့ခက်တယ်။အမားကိုပြုပြင်ဖို့ ို့ခတ်တယ်။အတိညာအားနဲ့ရင်ကို့အမကိုမမြင်ပဲသူတစ်ပါးအမကို ရှာဖွေပုတ်ခတ်ပြောဆိုတာကို့အမကိုကကွယ်တတ်တယ်။လောက်တည်းများအလုံးပြောတည်းများစကားချန်တည်းများအတွေ့များဟာကို့အတွက်လည်းအကျိုးမရှိ အများအတွက်လည်းအကျိုးမရှိဖြစ်စေတတ်တယ်။အတိပညာရှိတဲ့သူဟာသူများအမကို မနှိမ်ချပဲကို့ကောင်းအောင်တောင်ကြိုးစားတယ်။သူများအမကိုတင်ကဲစာယူပြီး ကိုမှန်အောင်သာအားထုတ်လေရှိတယ်။ အသိပညာရှိတဲ့သူတွေရဲ့လုံရဟာမိမိသူတစ်ပါးအကျိုးများမှုကိုသာဖြစ်စေရင်ဒါကြောင့်အသိပညာရှိအောင်ကြိုးစားရမယ်အသိပညာရှိဖို့အတွက်စာများများဖတ်ရမယ်စာစုံဖတ်ရမယ်အတွေ့အကြုံများအောင်ကြိုးစားရမယ်အရေးကြီးဆုံးကအမားနဲ့အောင်တတိဆောင်ရမယ်တတိရှိရင်တရားရှိရင်တရားရှိရင်အမားတိမယ်အမားတိတာဟာအမတ်တရားရဲ့ရှေ့ပြေပဲပေါ့ ဆင်းရဲပေမဲ့မဆင်းရဲပါစေနဲ့မဆင်းရဲရင်လည်းအစင်မလွဲပါစေနဲ့တဲ့ရုပ်ဆင်းရဲပေမဲ့စိတ်မဆင်းရဲအောင်နဲ့ရုပ်မဆင်းရဲရင်လည်းအတဲအကျတွေကြာပြင်ဆင်းရဲရတဲ့အခါအစင်မလွဲအောင်နေလို့ဆိုလိုတဲ့သဘောပါပဲကာမရုပ်ဝတ္ထုတွေမပြည့်စုံလို့ရုပ်ပိုင်းဆိုင်ရာတွေမှာဘလောက်ပဲဆင်းရဲဆင်းရဲအရေးကြီးဆုံးကစိတ်မဆင်းရဲအောင်နေတတ်ဖို့ပဲတခါတခါမရှိတာကလည်းချမ်းသာတစ်မျိုးပဲ ိုးဝင်တိုက်တာမြို့ပြအိမ်ချင်တွေချာမှာနေရတာတဲ့တောတောင်တွေချာဝိုင်းအိမ်လေးမှာ တိတ်တိတ်ဆိတ်ဆိတ်နေရတာကလေစိတ်အေးချမ်းမှုကို ပေးဆွနိုင်တာပဲလေညှူစင်းရင်ပေမဲ့မရှိလို့မပူရတဲ့ဒုက္ခရှိနေလို့ပူရတဲ့ဒုက္ခတဲ့စိတ်ချမ်းသာမှုကို အများကြီးအထောက်ပံ့ဖြစ်စီတာပဲမဟုတ်လားတချို့ကြတော့ရုပ်ပိုင်းဆိုင်ရာမှာပြည့်စုံနေရပေမဲ့စိတ်မချမ်းသာတဲ့ဘဝမှာ ပင်ပန်းနေရတဲ့သဘောရှိတယ် ချမ်းသာမယ်ထင်ပြီးရှိအောင်လုပ်ခဲ့ပေမဲ့တကယ်ရှိတာတော့အဲ့ဒီအရှိတရားကပူလောင်မှုကို ဖြစ်စေတာလေအများကြီးပဲလေရောဝိတုအရှိတရားဆိုတာအတိတရားမပိုင်ရင်ရှိထားတာနဲ့အမျှအပူကိုရစေချက်တင်ခုနှစ်ရက်မိစည်းစိမ်ကိုခန်းစားခုနှစ်ရက်ပြည့်ရင်တတ်မယ်ဆိုတဲ့ရသတဲ့ရထားတဲ့သူအတွက်ကတော့မင်းစည်းစိမ်မှာခန်းစားနေရပေမဲ့သူ့မှာတရက်တရက်ကုန်သွားမှာကိုကြောက်နေရတာပဲမဟုတ်လား တချို့သူတွေရဲ့ရုပ်ပစ္စည်းမစင်းရတဲ့ဘဝဟာအတ္တိလိုပါပဲဒီတွေကအချမ်းသာတွေချတက်ပြီးလို့ပြင်ဆင်းတဲ့အခါအစင်းမလွဲဖို့တတိပြုရမယ့်အချက်ပါပဲဒါကြောင့်ဘလောက်ပဲစင်းရင်စင်းရင်ရုံမွဲပေမဲ့အကျင့်မမွဲပါစေနဲ့အကျင့်မြဲတဲ့အချမ်းသာဟာအကောင်ဆုံးအချမ်းသာပါပဲရှိနေလို့လေအတ္တိတွေမလွဲပါစေနဲ့အရှိတရားဟာအတ္တိတရားမပါရင် ရှိထားတာအလကားပါပဲ လောကမှာကိုယ်စိတ်ကကိုယ်ကိုအလဲစားခင်ရတာအဆိုးဆုံးပဲအဲ့ဒါကိုပဲမတိစိတ်လို့ခေါ်ကြတာနေမှာမတိတာကအလဲစားခင်ရတဲ့သဘောပဲဘာကအလဲစားခင်ရတာလဲဆိုတော့အာယုံကအလဲစားခင်ရတာစိတ်မှာတတိမကက်ရင်စိတ်ဟာအာယုံတွေရဲ့အလဲစားတာကိုခံရတတယ်တတိမကက်တဲ့စိတ်ဟာခံစားမှုတိတ်လွယ်ပြီးအာယုံတွေအပေါ်မှာအလွယ်တကူဆွဲလန်းတတ်တယ်ဆွဲတဲ့သူဟာလမ်းပေါ်ထက် ရဲဖို့ပဲများတယ်။အစွဲကြီးတဲ့သူကအလွဲတွေလည်းကြီးတတ်တယ်။လူအတော်များများဖြစ်ပေါ်နေတဲ့ဒုက္ခကတကယ်တော့ခံစားလွယ်လို့ပါပဲ။ခံစားလွယ်တဲ့သူကဒုက္ခပိုကြီးတတ်ပြီးအကောင်းဆုံးတွေကလောဘဒေါသတွေများတတ်တယ်။အကောင်းဆုံးခံစားချက်ဟာအာယုံရဲ့အလှည့်ပြောင်းကြောင့်ဆိုတဲ့သဘောကိုမသိတဲ့အတွက်အာယုံရဲ့အလှည့်ပြောင်းမှာစိတ်ကလိုက်ခံစားရင် စိတ်ဆွေးရနောက်ရုပ်ပါရောက်ကုန်တော့တာပါ။ ီသဘောကိုသိဖို့ကစိတ်ကိုတတိနဲ့ကြည့်ဖို့လိုတယ်။ဒါကြောင့်စိတ်ကြောင့်စိတ်မှာတရားမရဖို့ကိုယ်စိတ်ရဲ့လေစားမှုမှာခံစားချက်တွေမများဖို့အတွက်အာယုံတွေနောက် စိတ်မရောက်ရလေအောင်ကိုယ်စိတ်ကိုတတိကပ်ပြီးအရှိတိုင်းတည်မှတ်ရမယ်။အရှိနဲ့အတိတတတဲရှိဖို့တတိတရားလက်ကင်ထားရမယ်။အရှိကိုတည်နေရင်မဆွဲဘူး။ဆွဲရဆိုတာမတိလို့ဆွဲတာမဆွဲရင်မလွဲတော့ဘူး။ အမြင်ရောက်လာရင်မြန်မြန်မြင်ရတယ်လို့ချဲ့ချဲ့လေးမြင်ရတယ်။တစ်ဖက်ကလည်းအမြင်ရောက်လေလေတံမိုးတံပို့ခံစားရလေလည်းဖြစ်တတ်တယ်။သစ်ပင်တွေမှာထိတ်ဆုံးကသိရသစ်ကတ်တွေဟာတစ်ဖက်ဖက်လုံးလုံးနေအောင်လေတိုက်ခံရမိုးစုခံရတာတွေဖြစ်တတ်တယ်။ဘောကလည်းဒီလိုပဲအမြင်ရောက်တာနဲ့ချဲ့ချဲ့ပြင်းပြင်းထဲထဲဝင်ဝင်တော့ပို့ရှိလာတယ်။ဒါပေမဲ့မြင်လာတာနဲ့အမြအတိုက်ခိုက်တွေကလည်းပိုများလာတော့တာပဲ။ မြင်တော့လူပုံမြင်တယ်ပိုတတိထားလာတယ်အမားရှာရပိုလွယ်တယ်ပိုပြီးတိုက်ခိုက်မှုတွေခံလာရတယ်ဒါကြောင့်အမြင်ရောက်တဲ့သူကအမြင်ကျေဖို့လဲလို့တလို့တန်ခဏရေးရှိဖို့လဲလို့တယ်များများနဲ့ကြဲကြဲကြည့်တတ်ဖို့လို့တလို့အတိုက်ခိုက်တွေမှာလဲရှောင်တဲ့တိမ်တတ်ဖို့လို့တယ်တစ်ပင်ထိပ်ပြားကတစ်ခတ်သိရလေးတွေဟာအင်းအပြင်းနဲ့လေတံမိုးရံလေးချအလိုက်တဲ့လှောက်ရှားနေရင်အကျိုးအပေသက်တောင် ထိမ့်သိမ်းရတယ်လို့ဘဝမှာအတိုက်အခိုက်တွေကြာအကျိုးပဲ့သက်တာအတိတရားနဲ့အလိုက်တင်ထိန်ချောင်းနိုင်ဖို့လိုတယ်။တန်ခံနိုင်မှအထုတ်တတ်မယ်။တန်မခံနိုင်ရင်ကျိုးပြတ်မယ်။လောကမှာစေတနာကို နားမလည်တဲ့သူတွေရှိတယ်။စေတနာကိုအပြည့်မြင်တဲ့သူတွေလည်းရှိတယ်။စေတနာကိုစော်ကားတဲ့သူတွေလည်းရှိတတ်တယ်။အဲဒါကသူတို့ပိုင်းပဲ။ ကိုယ်တမိုင်ကတော့ဘာပဲလုပ်လို့စေတနာမှန်မှန်နဲ့အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ပဲမဟုတ်လားကိုယ်လုပ်တာသူတို့ရဲ့တုံ့ပြန်မှုကောင်းကိုမျှော်လင့်ဖို့မှမဟုတ်တာအကျိုးသက်ရောက်မှုကောင်းတွေဖြစ်ဖို့ပဲလေတကယ်တော့စေတနာကောင်းဆိုတာလူတိုင်းမှာမရှိတတ်ဘူးကို့မှာအဲ့ဒီစေတနာကောင်းလေးရှိနေတာကိုကဒါဟာအကောင်းတက်ခံလေးပါလားဆိုတဲ့သဘောပဲဒီတက်ခံလေးကိုတယောက်ယောက်တစ်ခုခုကြောင့်ပြည့်ပြည့်သွားလို့တော့မဖြစ်ပေဘူးပေါ့ ဒါကြောင့်ကင်ဆိုတာအလုတ်အလုတ်ဆိုတာစေတနာပဲဖြစ်တဲ့အတွက်စေတနာကောင်းကောင်းနဲ့အလုတ်ကောင်းကောင်းသာလုပ်ပါထုံပြင်မှုမကောင်းလဲတည်ရမှုကောင်းဖို့ကအဓိကပဲပေါ့အလုတ်ကြည်ကြည်လုပ်တဲ့သူဟာအလုတ်လေးတွေနဲ့အချိန်မကုန်သင့်ဘူးကောင်းတာတွေချမှာမကောင်းတာလေးတွေအပေါ်အတွေးမချော်ပါစေနဲ့သူများထက်တော်တယ်တက်တယ်လို့သတ်မှတ်ခံရသူဟာသူများထက်ပိုပြီးသဘောထားပြေဝရရတယ် တည်ငြိမ်ရတဲ့အကျင့်တိတ်ကပူတာရတယ်။ကိုလာအစင်မပြေတဲ့သူနဲ့ပြန်ပြီးအနံမယူရအောင်ကိုထက်တန်ရင်လည်းကံတရားကိုမပြိုင်နဲ့ဝန်းတာပေးတာကိုအလုပ်။သူမဟုတ်တာသူ့အကြောင်းကိုကောင်းဖို့ကကိုခံတယ်။ဘလို့မှမရတော့လေဥပက္ခတွဲဖို့မချစ်နိုင်ရင်လည်းမမုန်းနဲ့မမုန်းရင်လည်းအချစ်မပါစေနဲ့မချစ်တဲ့မမုန်းတဲ့မှရင်ကျက်တဲ့ဘဝတဲ့ဘဝမှာလွန်သွားရင် ကောင်းတာတွေတော့မကောင်းမှုမဟုတ်လား ပညာအတိရှိပေမဲ့ရှင်မာတတိမရှိရင်ပညာတက်လေထင်ရမှတ်တတ်တယ်။ဉာဏ်ကောင်းတာဟာအစင်မြင်တာမဟုတ်တလို့ပွဲဒီဂရီဟာလည်းဖွဲ့တည်စရာမဟုတ်တဲ့ဘဝအစိတ်ပိုင်းတစ်ခုပဲ။အစင်တန်းဆိုတာအိုင်ကျူတွေပွဲဒီဂရီနဲ့တိုင်းတာလို့မရ။အချင်းတိတ်ခါနဲ့ပဲနိုင်စရာပြရမှာမဟုတ်လား။ထုတ်ကြွားစရာမလိုပါဘူး။ကိုယ်လှူရှာတာကိုယ်အတိဆုံးပဲဖြစ်တဲ့အတွက်အရှိရမဆုံးဘူးတတိရမတုံးအောင်ပဲစူးစမ်းရမှာပေါ့ ရိုးသားမှုဆိုတာဟာပကတိအရှိတရားအပေါ်အတိတရားတွေမချော်ပဲဟန်ဆောင်မှုမများကင်တရားကပေးတလောင်းနဲ့ခြေနဲ့အောင် အဖြစ်မဖြစ်အောင် နေတတ်တဲ့သဘောမျိုးပါပဲရေကြီးဆုံးကဝဲဒီဂရီအောက်မင်မရောက်ဖို့ပဲပညာတက်ပြီးမငြိမ်ချမ်းတဲ့ဘဝဟာတတိမပါလို့ပဲတတိမပါလို့အရှိကိုငာထိန်ပြီးမန်ဝင်နေမိတာကြောင့်ကိုဘဝကိုငြိမ်ချမ်းအောင်မတီးစောင့်နိုင်တာပဲ။ အတိရှိပါတတိမလွတ်ပါစေနဲ့ဘယ်သူတိတိမတိတိကိုယ့်အကြောင်းကိုသိတယ်ကိုယ့်အကြောင်းကိုသိနေသူများသိဖို့ပြောပြစရာမလိုဘူးသူများကိုပြောပြရတဲ့ကိုယ့်အကြောင်းဟာအကောင်းပဲများနေတတ်တယ်လူတဘာဝမကောင်းတာလေးတွေကြကွယ်ထားတတ်တယ်အလောလောထဲသူဟာအပျော်နေတယ်အပျော်များတဲ့သူဟာအလုံနေတယ်အလုံနေပြီးအပျော်များရင်အမှားတွေကများလာတတ်တယ်ကိုယ့်ကို သူများတည်အောင် ပြောပြနေရတာဟာအလုံးလုံးတာနည်းနေသေးလို့ပဲအလုံးကောင်းနေအများကြီးလုံနိုင်ကိုပါလဲဆိုတာပြောပြစရာမလိုပဲတည်လာကြမှာပဲပေါ့ဒါကြောင့်စကားနည်းစီ အလုံးမြဲစီ တရားမြဲစီ အမှားနည်းစီပေါ့အလုံးလုံးတဲ့အခါစေတနာကိုအထူးတည်ပြုရမယ်ဘာဖြစ်လို့လဲဆိုတော့ကောင်းကောင်းဆုဆုဘလို့အလုံးမျိုးပဲဖြစ်ဖြစ်အလုံးတိုင်းရဲ့အကျိုးတရားမှုကို အဒီစေတနာကပုံဖော်ပေးတာပဲဖြစ်လို့ပါတခါတလေလုံးလိုက်တာကတခါတည်းပြဆက်လိုက်ရတော့အခမနဲ့ဖြစ်သွားတတ်တာဟာအဒီစေတနာအားကြောင့်ပါပဲတရက်ပင်ဟာစိုက်တုံးကတော့အစီကတစီတယ်အတီးတီလာတော့အတီးတွေကအမြောက်အများပဲမဟုတ်လားအဒီလိုပဲတချို့ကိစ္စလေးတွေဟာလုံးလိုက်တာကတော့ဘာမှမဟုတ်ဘူးပြင်ရလာတော့အကျိုးတရားမှုက အစမတန်ကိုဖြစ်သွားတော့တာပဲ။ ဒါဟာအလုတ်တိုင်းမှာ တွဲပါနေတဲ့စေတနာကြောင့်ပဲအလုတ်သေးပေမဲ့စေတနာကြီးတော့တည်ရမှုကလည်းကြီးကုန်တော့တာတဘာဝပဲလေဒါကြောင့်အလုတ်လုပ်တဲ့အခါကောင်းတဲ့အလုတ်ဆိုရင်စေတနာအားကောင်းကောင်းနဲ့လုပ်ပါမကောင်းတဲ့အလုတ်ဆိုရင်ရှောင်နိုင်အောင်ကြိုးစားပြီးမဖြစ်မနေလုပ်ဖြစ်သွားရင်လေမကောင်းတဲ့စေတနာအားမကောင်းဖို့အထူးတတိပြုစီခြင်းလုပ်ပါစေတနာကောင်းရင်ကံကောင်းပါလေအကျိုးပေးခြင်းလေတော့ရှိရပါဘော လူအတော်များများဟာကိုယ့်ကိုအပြစ်ပြောလာရင်မကြိုက်ကြဘူးအပြောခံရတဲ့သူကပြောလာတဲ့သူတွေကိုပဲကြည်တတ်ကြတယ်။ဘာကြောင့်အပြောခံရလဲဆိုတဲ့အကြောင်းတရားကိုမစင်ကျင်မိတတ်ကြဘူး။ကိုယ့်ကိုယ်ကို ပြန်တုံ့တက်ဖို့ထက် ပြောလာတဲ့သူတွေကိုရိုးမယ်ဖွဲ့ဖို့ပြန်တုံ့ပြန်ဖို့ပဲကြိုးစားတတ်ကြတယ်။ခက်ရိုင်းရိုင်းဥပမာပြရရင်ခဲနဲ့အပြစ်ခံရတဲ့ခွေးလို ဖြစ်သွားတတ်တယ်။ ခွေးတွေဟာခဲနဲ့အပြစ်ခံရရင်အဲ့နောက်ကိုပြေးလိုက်ပြီးခဲကိုပဲကြိုက်လျက်ရှိရင်ခဲလာတဲ့သူဘက်ကိုမကြည့်တတ်ဘူးလူတော်များများလည်းအတိလိုပဲအပြစ်ပြောခံရတာကိုပဲလိုက်ခံစားတတ်ပြီးဘာကြောင့်အပြစ်ပြောခံရလဲဆိုတဲ့အကြောင်းကို စင်ကျင်ဖို့မိနေတတ်ကြတယ်အမှန်တော့ခဲကိုမကြည့်ရဘူးဘာကြောင့်အပြစ်ပြောခံရလဲဆိုတဲ့အကြောင်းတရားကိုစင်ကျင်ကြည့်ရမယ်အကြောင်းတရားကိုသိအောင်ကြိုးစားပြီးမှန်ရင်လက်ခံ ပြုပြင်ဖို့လိုရင်ပြုပြင်ရမယ်မမှန်ရင်လည်း like ခံစားနေဖို့မလိုဘူးမှန်မှမမှန်တာမမှန်တာကြီးကို like ခံစားနေတာကိုကကို့အမှားပဲလေအပုပ်ဆိုတာမဆွရဘူးမဖွားရဘူးမြင်မြန်ဖုံးပြီးမြင်မြန်ရှင်းပြရတယ်မဟုတ်ရင်ဆွလေ အနှံထွက်လေဖွားလေနဲ့လေပဲဖြစ်တတ်တယ်ဒီလိုပဲမကောင်းတဲ့အရာအကျိုးမရှိတဲ့အရာအပြစ်ဖြစ်စေမယ့်အရာမမှန်တဲ့အရာတွေမှလိုက်ပြီးမဖွားဘူး လိုက်ပြီးမစွဖို့လိုတယ်။ဖွားနေစွန့်နေလို့လေကောင်းကျိုးမှမဖြစ်ကြပဲလေ။အမုန်းတရားနဲ့တန်တရားကို ရှည်နေစီမှာပဲမဟုတ်လား။အဓိကကသူများအပုတ်ကိုဖွားဖို့တဲ့ကိုကိုတိုင်းအပုတ်မရဖို့ပဲသူများကို အပုတ်ချသူများကိုရှုံချတဲ့သူဟာကိုကိုကိုလည်းအပုတ်ရစေတတ်တယ်။ရှုံရလို့အပုတ်ရတာတဲ့အလုံးမလှလို့အပုတ်ရတာက ပိုဆိုးတယ်။ဒါကြောင့်အပုတ်ဆိုရင်ဘသူအပုတ်ပဲဖြစ်ဖြစ် ဘယ်လိုအပုပ်မျိုးပဲဖြစ်ဖြစ်မဆွပါနဲ့မဖွာပါနဲ့ရုပ်လှပင်မဲ့အလုံးမလာရင်အပုပ်ရတာပဲအဖက်တင်မဲ့မပြတ်ဆင်ခြင်းဖို့တော့မမိပါနဲ့ဘဝမှာမဟုတ်တာကိုအဟုတ်လုပ်ပြီးလိုက်ခံစားနေတာလေအရှုပ်တမျိုးပဲတလောကတက္ကမတယောက်ရှောက်တယ်အရှင်ဘုရားလူတယောက်ကတပည့်တော်ကိုမဟုတ်တာတွေပြောပြီးပဝင်ခြင်းမှာလိုက်အပုပ်ချနေရဲ့ဘုရား တကယ်တော့မှမဟုတ်တာတွေနဲ့ခင်စားနေရပါတယ်ဖရားတဲ့မဟုတ်မှမဟုတ်တာဘာလို့လိုက်ခင်စားနေရလဲမဟုတ်တာကိုလိုက်ခင်စားနေတာကိုက ကို့မှာပဲလေလောကမှာမဟုတ်တာတွေလိုက်ခင်စားပြီးမဟုတ်တာတွေနောက်လိုက်ဖြစ်ရှင်းနေတာကိုကပြီးမှမဟုတ်တာမဟုတ်တာကိုထားလိုက် ဟုတ်တာတွေကိုများများလုပ်ပါလို့ပြောလိုက်ရတယ်ဟုတ်တယ်လောကမှာမဟုတ်တာအပြောခံရလို့ဒါလိုက်ခင်စားနေရရင်ကို့အလုပ်ကိုလုပ်နိုင်မှာမဟုတ်ဘူးပတ်ဝန်းကျင်ကတော့ ဟုတ်ဟုတ်မဟုတ်ဟုတ်ပြောနေကြမှာပဲကိုကကိုအလုပ်ကိုကောင်းအောင်လုပ်ဖို့ပဲပဝင်းချင်းကသူ့အလုပ်သူ့လုပ်နေတာကိုကလိုက်ခင်စားနေတော့ကိုပဲရှုပ်သွားတာပေါ့ခင်စားရင်မှားတော့တာပဲဒါကြောင့်ပဝင်းချင်းဆိုတာမကင်းရင်ကောင်းအောင်နေမကောင်းရင်ကင်းအောင်နေမဟုတ်ရင်မခင်စားနဲ့ဟုတ်ရင်လည်းမဲ့မထားနဲ့ညင်အားမမေ့ဖို့ပဲစူးစမ်းရမယ် ပိုင်း၅ကိုဆက်လက်ဆောင်မျောနားဆင်ပေးကြပါအောင်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ